ဝါစားကိုင်းမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့အတန်းပိုင်ဆရာမတယောက်ရဲ့ပါဝါပြမုံကြောင့်ဒီကျောက်သားမိဖတရားမခံရိုက်နိုင်ဖြစ်ပြီးတော့မှဒီပောက်ကွေးလာတဲ့စကားတိုင်းတွေပါဆိုတော့ဒီဗီဒီယိုဖိုင်လေးနဲ့တူဒီအိန္ဒိယနိုင်ငံကဆရာဝန်တယောက်ဒီလူနာပေါ်မှာနော်အမောင်မောင်မာမာဆက်ဆံလို့ဒီအလောက်အချက်ချင်းအလောက်ထုတ်ပြလိုက်တဲ့ဗီဒီယိုဖိုင်လေးကိုတခုကြည့်ရမှာပါဆိုတော့ဗုဒ္ဓတာအဖြစ်တားလေးကိုကြည့်ရအောင်နော်โอเคစမယ် ်ခင်ဗျာပါရှင်ကျမကဒီအစိုးရအကြောင်းနေကမလှုပ်ရှင်နိုင်လို့လှုပ်ရှင်နိုင်လို့ထုတ်ရှင်တဲ့အမိန်ကိုထုတ်ပြီးတော့နေတာမောက်မာနေတဲ့ဆီယာမတွေရဲ့အပြုတ်အမှုတွေကိုခန်းစားခဲ့ရတဲ့ကျောင်းသားမိခင်တူပါဆီယာမတွေအကုန်လုံးတော့မဟုတ်တော့ပါဘူးနော်မောက်မာနေအစည်းအဝေးရှိတယ်ဆိုပြီးတော့နေတာအစည်းအဝေးရှိရမုံကျောင်းသားမိပါတွေကိုတွေ့ဆုံမှုဆိုပြီးတော့ ဲဟို G8 အတားမိုက်ဆီယံမတက်စမြတ်ကစမြတ်တဲ့စမြတ်တဲ့ကကျမကိုဟိုကလေးနဲ့မှားလိုက်တယ်ပေါ့နော်အဲကျမကဆေးဆိုင်မှာဆေးဖမစ်စပါဟိုကျမမှာမအားတဲ့အတွက်ကြအဲ့နေချစ်ချင်းကြီးမှာတော့ကျမလည်းနောက်နေ့အလုပ်တင်နဲ့ချိန်ထားတာလွဲလို့မရတဲ့အကြောင်းလေးတွေရှိတော့ကျမကမသွားနိုင်လို့ဆရာမကိုဖုန်းဆက်ပြီးတော့ခွင့်တောင်းပါတယ် လုံးဝဖုံးမကင်ပါဘူးရှင့်ညနေဖက်လုံးဝဖုံးမကင်ပါဘူးဖုံးမကင်တော့ကျမနောက်နေ့နောက်နေ့ဟို၁၈ရက်နေ့ကျောင်းကိုဆီယမနဲ့သွားတွေ့လိုက်တယ်ပေါ့နော်ဆီယမနဲ့သွားတွေ့လိုက်တော့ဆီယမဆီယမကျမဒီမအားတဲ့အတွက်ကြအော်အခဏလေးနော်ဟိုတခွကြမ်းငယ်လို့ပါရှင့်ဟောညနေဖက်တားပြန်လာတော့မေမေလောက်တာနဲတဲ့တတတာကြောင်းလေးရနားရပြီတဲ့ဟဲ့ တာလေးဒီဆီယမတရားကကြောင်းနာခိုင်းနေဆိုတာဟာအပြစ်တော်တော်ကြီးလို့နင်ဘာအပြစ်တွေလောက်ထားလဲမမေပြောအမှန်တိုင်းပြောဒါတွေကတောင်းမှန်သိရင်တောင်းမှန်ရမှာကြောင်းသားတရားကိုဆီယမတရားဟာလွယ်လွယ်ကူကူမနာဘူးဟုတ်တယ်မလားကျမတို့တွေလည်းဆယ်တန်းဆယ်တန်းအောင်တဲ့အထိကျမတို့နေခဲ့ဘူးလေဒါပေမဲ့ဒါမျိုးပြစ်ချက်ဆိုတာကြောင်းသားတရားကိုအပြစ်ကြီးရှိမှာဒါမျိုးတွေနားခိုင်းတာတွေရှိကြတယ်အဲ့တော့ကျမက နှစ်သားလေးနေပါအပြက်လုံလဲဆိုတော့ဒါမိမိသားဘာမှအပြက်မလုပ်ဘူးအဲ့လိုပြောတယ်အဲ့ဒါကျမကဆက်တညာလုံးကျမလည်းအဲ့လိုတော့မပြောဘူးကျမသားကိုကြောင်းနာလိုက်တယ်ဆိုတော့လေအဲ့ဒါကျမဆက်ရှိရင်နေကြောင်းခွင်နာနဲ့ကျမကြောင်းကြောင်းကိုသွားတယ်အစောကြီးသွားတယ်သွားပြီးဆီယမ်မနဲ့တွေ့တယ်ဆီယမ်မနဲ့တွေ့တော့ဆီယမ်မကပြောတယ်ဆီယမ်မရဲ့ကျမမနေ့တုန်းကဘလို့မှလွဲလို့မရတဲ့အကြောင်းလေးတွေရှိလို့ကျမခွင့်တိုင်တယ်ဆီယမ်မချီကိုဖုံးဆွတ်တော့ကျမဖုံးမကန်ဘူးကျမကိုဘာပြောလဲဆိုတော့အကြောင်းပြချက်တွေကိုမကြားချင်လို့ကျမဖုံးမကန်တာတဲ့ ဟုတ်ดิအဲ့တော့ကိုယ့်ဘက်ကမှားတဲ့အတွက်ကြောင့်ကျမဆီယမရဲ့ဟိုကျမမာလဲအဲ့လိုအလုပ်ကလေးကြီးရှိလို့ကျမမလာနိုင်တာအခုကျမသားလေးဘာအပြစ်လုပ်လဲကျမမေးတယ်မေးတဲ့အခါကျတော့သူတို့တွေကတောင်းမှရီစားထားတာတွေရီစားထားတာတွေနောက်ပြီးတော့ဆေးလိပ်တောက်တာတွေနောက်ပြီးတော့ဟိုကျန်တာတော့ဒီလောက်ထိထူး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 မပြောသူပြောတာတဲ့တံပါလေးအဲ့ဒါလေးပြောဟုတ်ပြီအဲ့ဆိုကျမသားလေးဟာဆီယမပြောတဲ့ဆေးလိပ်တောက်တဲ့အထိုင်းမှာပါပြီလားဆိုတော့အဲ့လိုလည်းမပါဘူး နောက်ပြီးတော့ရီစားထားတဲ့အထက်မှာရောဆီယမပြောတဲ့အချိန်ကထုတ်ထားတဲ့အထက်မှာရီစားထားတာကျမတာပါပြီလားဆိုတော့မပါဘူးမပါတော့ဆီယမရေကျမသားလေးကဘာအပြစ်မှလည်းမရှိဘူးအဲ့တော့ကျမသားလေးကိုအတင်းကျမရှိမှလက်မှတ်ထိုးခိုင်းတယ်ကြိအိတ်ကဆီယမလက်မှတ်ထိုးခိုင်းတယ်လက်မှတ်ထိုးခိုင်းပြီးတော့ဆီယမဘာလို့လက်မှတ်ထိုးခိုင်းလဲကျမဖုန်းနဲ့ရိုက်ဖို့လို့တော့စောက်ကိုဆွဲယူတယ်စောက်ကိုဆွဲယူတယ်စောက်ကိုဆွဲယူတော့တပ်ပုံမရရအောင်ပေါ့ ဖုန်းနဲ့ဓာတ်ပုံမရိုက်ရဘူးပေါ့ဆီယမအဲ့ဆိုကျမကိုဓာတ်ပုံရိုက်လိုက်ဆီယမဓာတ်ပုံရိုက်လိုက်ကျမကိုကျမကိုလမ်းမတင်လာဆိုတော့ဆီယမရိုက်ပိုင်ခွင့်မရှိဘူးတဲ့ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ကျမသားလေးကိုဘာကိစ္စလက်မထိုးခံရတာလဲဘာအပြစ်မှမရှိဘဲနောက်ပြီးတော့ကြောင်သားကားတဲ့ကြောင်ကိုအင်္ဂါနေ့မှလာတည့်ရမယ်တဲ့ဘုဒ္ဓနည်းကပြောတယ်ကြောင်၃ရက်နားတယ်ကျမသားကိုကြောင်၃ရက်နားတယ်အဲ့ဆိုတော့ကျမကဆီယမရဲ့ ကျွန်မကြောင့်ဖြစ်ဖြစ်တဲ့ပြဿနာကိုကျောင်းသားလေးတယောက်ရဲ့ကျောင်း၃ရဲ့နားတဲ့အင်အားဆိုတာဟာဆရာမရဲ့ကိုချင်းစာပေးပါအောင်ကျွန်မတောင်းမှန်းတယ်ဘလို့မှမရအောင်ဘလို့မှမရအောင်ဘလို့မှမရတော့ကျွန်မအောက်ပြီးကျွန်မသားလည်းလက်မထူခံဆရာမကိုတောင်းမှန်းတယ်ဘလို့မှမရအောင်ဘလို့မှမရသူနားထားတဲ့ကျောင်းသားတွေဟာ၃ယောက်တောင်ရှိတယ် မနေ့ကကျက်စင်းလေးလုံးဝမလာဘူးအဲကျောင်းသူမလေးနားထားတယ်ကျောင်းသူမလေးလုံးဝမလာဘူးနောက်ထပ်နှစ်ပတ်နားထားတယ်ကျောင်းသားလေးတယောက်ရှိသေးတယ်ဆီယမ်မလေးကျောင်းသားတယောက်ကိုကျောင်းနာရတယ်ဆိုတာကျန်တဲ့အပြစ်ကိုပေးပါကျမသားဘာအပြစ်မှလည်းမရှိဘဲနဲ့ကျမမလာတဲ့အတွက်နဲ့ညာကျမမလာတဲ့အတွက်ကြောင့်ညာဒီကျမသားကိုကျောင်းနာထားရတယ်ဆိုတာဆီယမ်မလေးဒီအစဲဝဲဆဲဝဲလာကျောင်းသားမင်းဖားနဲ့တွဲဆုံပွဲလာနော်အဲ့ဒီအဲ့ဒီအဲ့ဒီပွဲကိုဒီကျောင်းသားရဲ့အမေကမရောက်လို့ နော်ကျောင်းသားကိုကျောင်းသားခိုက်တာဗျနော်ကိုချင်းစာပေးပါအောင်ကျမတောင်းမှန်းတယ်ဘလို့မှမရဘူးမင်းကတော့ကျမရုံကြည့်ခံအောင်ဝင်နေဝင်နေအခါကျတော့ရုံကြည့်ကဒီအမိတ်နေကိုငါးရောင်ထုတ်ပိုင်ခွင့်မရှိဘဲနဲ့ငါးရောင်ထုတ်ပိုင်ခွင့်မရှိဘဲနဲ့နင်ကဘာလို့ထုတ်ရတာလဲပေါ့နင်ကဘာလို့ထုတ်ရတာလဲဆိုတော့ तू ကသူ့အမိတ်ကိုမပြင်နိုင်ဘူးလို့ပြောတယ် ကျောင်းကြီးကဆုံးမတယ်ဒီအမိန့်ကိုပြန်လို့ကျောင်းသားတွေကိုမထုတ်နဲ့ပြဿနာတက်သွားမယ်လို့ပြောတယ်ဟုတ်တယ်ပြဿနာတက်သွားနိုင်နေပေါ့နော်ဒီအမိန့်နေဟာအဲ့တော့ဒီအမိန့်နေဟိုဟာလို့ဆိုပြီးတော့သူ့ကိုအဲ့တော့ကျမရှေ့နေမှာစူပြီးတော့နေနာပြန်လွှတ်လိုက်တယ်ပြန်လွှတ်လိုက်တော့ကျမလည်းပြန်လာခဲ့တယ်ပြန်လာတော့ညနေကျောင်းကပြန်လာတော့ဒါငါအမိန့်ကိုတော့မပြင်နိုင်ဘူး ကြောက်ကမလာနဲ့ပေါ့တဘောကငါအမိတ်ကိုတော့မပြင်နိုင်ဘူးကြောက်ငါမထင်ထားဘူးပေါ့နော်ငါမထင်ထားဘူးကြောက်ကြည်ရုံခန်းထဲကိုရောက်မယ်လို့ငါမထင်ထားဘူးလို့ပြောတယ်အဲ့ဒါအဲ့တော့ငါအမိတ်ကိုတော့မပြင်နိုင်ဘူးအဲ့တော့တန်းကညနေဖြစ်ကြောက်ကပြင်လာတော့နောက်နေ့ကြောက်ကိုလွှတ်တော့ကြောက်မသွားကျင်တော့ဘူးအဲ့တော့တန်းကြောက်မသွားလို့မရဘူးကြောက်သားတရားကြောက်ပြက်လို့မရဘူးတော့အမိတ်လိုက်ဖို့မယ်အမိတ်လိုက်ဖို့မယ်ဆိုပြီးတော့ကျွန်မကြောက်ကိုလိုက်ပို့တယ်လိုက်ပို့တဲ့အခါကျတော့အဲ့ဆီယမ်းမနဲ့အဆီယမ်းမနေနားနေဆောင်မှာအဲ့ ်ဆီယမ်မနဲ့တွေ့တော့ဆီယမ်မကျမသားဆီယမ်မပြောလိုက်တဲ့စကားတစ်ခွန်းညဆီယမ်မပြောလိုက်တဲ့စကားတစ်ခွန်းညကျမသားဟာကြောက်မလာခြင်းဘူးလို့ပြောတယ်ဆီယမ်မကျမသားလေးဟာကြောက်မလာခြင်းဒါပေမဲ့ကျမလက်ဆွဲပြီးတော့ကျမသားလေးကိုအခန်းထဲကိုခေါ်လာတယ်ဆိုတော့ကျမကိုတစ်ခါတည်းနဲ့မတူတလို့မတန်တလို့မျက်နှာဘေးနဲ့ဟောဘက်ကိုလှည့်သွားတယ်ဟောဘက်ကိုလှည့်သွားတယ်ကျမကဆင်အိတ်နေရာမှာကျမသားចောင်းချိန်ထဲမှာကျမသားရဲ့ တာကိုစာတင်နေတဲ့ဆီယာမဆိုတဲ့ဆီယာမဆိုတဲ့ဂုံတိတ်ခါနဲ့ကျမလေးလေးစားစားပြောခဲ့တာဆီယာမစမြတ်တဲ့ဒီအိတ်အတားမိုက်ဆီယာမအခက်ကလေးအတားမိုက်ဆီယာမကျမအဲ့လိုပြောခဲ့တာအဲ့ဒါကိုကျမကိုမတူတလို့မတန်တလို့နဲ့မျက်နှာကြီးမဲပြီးတော့မတကားဆိုအော်အေးသားအေးသားတို့ကိုဆီယာမချောက်လိုက်တော့နော်အေးလာပြီလားကြောက်ခန်းနဲ့ဝင်ကျမကျေနပ်တယ် ျမကျင်နေတယ်အခုအဲ့လိုမဟုတ်ဘဲနဲ့မျက်နှာကြီးမဲပြီးတော့လာတဲ့ပုံစံကိုမကြိုက်တဲ့ပုံစံနဲ့ဟိုဘက်နဲ့သွားတယ်လုံးဝတစ်ခွန်းမှပြန်မပြောဘူးအဲ့ဒါနဲ့အတန်းထဲမှာမနေ့ကနားထတဲ့ကောင်မလေးလာလာဆိုတော့ကျယ်စင်သိင်းဆိုတော့ကလေးမလေးလာလာဆိုတော့မလာဘူးမနေ့တော့ကမနေ့တော့က၁၉ရက်နေ့ကမလာဘူးမလာတော့ကျမကတာဝန်ခံနဲ့တွေ့တော့တာဝန်ခံနဲ့ကညှိနှိုင်းတယ်ထိရောက်တဲ့အရေးကြီးမှုမရှိဘူး ပါဇက်နဲ့ပြောတယ်ပါဇက်နဲ့ပဲအဲ့လိုလုပ်တယ်ကျမပညာရေးမှုယုံသွားတယ်တာဝန်ခံနဲ့တွေ့တယ်တာဝန်ခံဦးချစ်ကိုဆိုတဲ့လူနဲ့တွေ့တယ်တွေ့တော့ကျမဖြစ်စဉ်ကုံစဉ်ပြောပြတော့သူကချစ်ချင်းမဖုံပြောတယ်ဖုံပြောတော့သူ့ရှေ့မှာတင်လေးစားမှုရှိလားမရှိလားဆိုတာဘလောက်မောက်မာလဲဆိုတာအဲ့အဲ့ဆီယာမကဘလောက်မောက်မာလဲဆိုတာသူ့ပညာရေးမှုယုံကဆက်နေတယ်ဆိုတဲ့ဟာကိုတော့စက်ပိတ်ပလိုက်တယ်စပိတ်ပလိုက်တယ်အဲ့ခေါ်တဲ့လူတော်စိတ်တူတယ်ဟဲ့ငါ့အိုတော်လာပြီးတော့ဟို လာပြီးတော့အနေနဲ့မထီမဲ့မြင်လောက်တယ်ဆိုတဲ့အတုံးလုံးကိုသူပြဆရာရှိကိုကိုတိုင်းတုံးပါတယ်။တုံးတော့ကျမကျမကိုကျန်တဲ့ចောင်းသားတွေကျမသားလေးအတွက်တည်းမဟုတ်ဘူး။ကျမသားလေးចောင်းတည်ရတဲ့အတွက်တည်းမဟုတ်ဘူး။ကျန်တဲ့ចောင်းသူတွေပါဒီလိုပါဖြစ်နေပါတယ်ဆိုတဲ့ဟာကိုကျန်တဲ့ចောင်းသူတွေရတဲ့သူ့ဘာသူလာတိုင်းလိမ့်မယ်တဲ့ကျန်တဲ့ចောင်းသူသူ့ဘာသူလာတိုင်းလိမ့်မယ်တဲ့ဒီလောက်ပဲပြောတယ်ပြောပြီးတော့ကျန်တဲ့ចောင်းသူတွေကဒီလောက်ပဲဒီလောက်ပဲ ဟိုဟာပြုလိုက်မယ်ဆိုပြီးတော့နေနာကျမကိုအဲ့လိုမျိုးပြောလိုက်တယ်ကျန်တဲ့ចောင်းသူအမေတွေကသူ့ဟာသူလာတိုင်းလိုက်မယ်ပေါ့ကျန်တဲ့ចောင်းသူတွေကသူ့ဟာသူလာတိုင်းလိုက်မယ်ပေါ့ကျမဆရာပတ်စက်ကြည့်လိုက်အဲ့ចောင်းသူကចောင်းမလာဘူးကျမတားဟုတ်တော့ကျမကိုယ်တိုင်ចောင်းပို့ခဲ့တာကျမအဲ့လိုပြောလိုက်တယ်အဲ့ဒါကိုအဲ့ဒီပညာရေးမှုကလည်းနှုတ်နဲ့ပဲပြော နှုတ်နဲ့ပဲဆုံးမနည်းနည်းပါးပါးလေးထိရအောင်ကျမကပြစ်စေချင်တာအဲ့တော့ကျမသားလေးဟာအဲ့အခန်းထဲမှာတစ်နှလုံးနေရတော့မှာကျမသားလေးကိုဖိအားတွေပေးမယ်တစ်နှလုံးเนาะဒီမျက်နှာနဲ့ဒီမျက်နှာเนาะကြောက်တက်တက်ကိုဒီဆရာမနဲ့ဒီကြောက်သားတယောက်တယောက်မျက်နှာမြင်နေရမှာဆိုတော့เนาะစဉ်းစားကြည့်ပေါ့เนาะဒီကြောက်သားကဘယ်လောက်ကြောင်းနေပြောင်းမှာเนาะเนาะဥပမာ စာမုတ်ဘက်အဖြေလာတွေကိုမစက်ဖက်နဲ့နေပြီးတော့ကြအောင်လုပ်မယ်ဆိုခဲ့လို့ရှိရင်ကျောင်းသားတယောက်ရဲ့နက်နာမှုတွေကိုအထက်ကတာဝန်ရှိတဲ့လူကြီးမင်းတွေဘလို့ဖြေရှင်းပေးမှာလဲဒီမှာသိကျင်တာလေဒီလိုဟာဒီလောက်ထိဖြစ်နေတဲ့ဟာကိုဥပမာနည်းနည်းပါးပါးလေးလက်မှတ်ထိုးခိုင်းနည်းနည်းပါးပါးလေးပြောနည်းနည်းပါးပါးလေးတွေ့ဆုံလို့ဒီမှာကျင်တဲ့ အခုကနှုတ်နဲ့ပဲပြောဒီလိုမလုံးနဲ့အင်းဒီလိုဟိုမှာမပြူပါနဲ့အင်းဟုတ်ကလည်းတော့ချစ်ချင်းမဲ့တခါတည်းနဲ့အင်းပိုင်စိုးသူចောင်းကိုခန်းနဲ့ကိုလာပါတယ်ရှင်ဆိုတာနဲ့ပြီးသွားရောဒီလိုကလင်ကြက်ပြောတဲ့ဆရာကောင်မညီတဲ့ဆရာမတယောက်ကိုဒီလောက်ပဲအေးယူတာလားအေးမယူဘဲနဲ့ဒီလိုပဲဒီလိုပဲပြီးသွားရမှာလားကျမသားလေးအတွက်ကိုဘလို့ရတိရပေးမဲ့ဟာတွေကိုဘလို့အမခန့်ချစ်ပေးမလဲကျမသိကျင်တယ်ကျမကိုယ်လေးညှုပ်ကြုံတွေ့ရတယ်ဒီမှာရှင် တာဝန်ရှိတဲ့လူတွေများသိပါစေမြင်ပါစေမြန်မာနိုင်ငံကတော့ဗုဒ္ဓဘာသာနိုင်ငံမလို့တော်တော်ကြီးကိုတော်တဲ့လို့ပြောရမှာနော်ဘာသာမဲတဲ့နိုင်ငံတွေကတော့ဒီထက်လူဆိုင်ရှိတယ်ဗျာနော်ဒီထက်အတားကင်းတယ်နော်ဆိုတော့ကိုရှင်းစာတရားလည်းအဲရှိတာပေါ့နော်ဗုဒ္ဓဘာသာဆိုတဲ့ငါတို့လူတွေကအဲနေရာလေးတစ်ခုရရင်အဲ့လိုမောက်မှာ တိုက်ကြတယ်နော်နေရာတိုင်းမှာပါပဲနေရာဌာနတိုင်းဒီကုံဆုံးဆိုင်ထဲမှာကအစာနေရာနဲ့ကိုကတစ်နှစ်ကျော်လောက်အဲ့လိုနေပြီဆိုရင်ဒီအသစ်လာတဲ့လူတွေကိုလိုက်ပြီးတော့အဲ့လိုနှိမ်တဲ့ဟာမျိုးတွေနော်ရှိတယ်ဆိုတော့ဘုရားဘာသာတွေမဟုတ်လို့နော်ညာဒါဒီလောက်အနေထားမျိုးနဲ့ဘုရားဘာသာမဟုတ်ဘူးဆိုရင်တော့ဘလို့ဘလို့ရှိရမလဲမသိပါဘူးနော်မတွေ့ရစရာပဲဆိုတော့နောက်တစ်ခုကိုကြည့်အောင်ပြနော်နောက်အိန္ဒိယနိုင်ငံကဗီဒီယိုဖိုင်လေးတစ်ခုကြည့်အောင်နော်အိန္ဒိယကတော့ဟိန္ဒူဘာသာနော် Hindu ဘာသာဝင်ပေါ့နော်ဆိုတော့ကြည့်အောင် You are a doctor to serve the poor people here. I am suspending you when the inquiry is initiated. You give your explanation. Eka suspension. Eka, I, I want him relieved right now from here. Ask him to get out from here. Basha, aao vaparta, ekdam naram. And German, I am telling you, you listen. Go home. Di, di ကျန်တဲ့ကတော့အိန္ဒိယနိုင်ငံကနော်ဒီဒီဆီယောင်းမော ဆရာဝန်ကလူနာကိုမောင်းမောင်းမာမာမလေးမစားဆက်ဆံလို့ပြောတယ်ဗျာနော်အဲကြောင့်ဒီကျမ်းမရေဝန်ကြီးကတီးပြီးတော့ချက်ချင်းဒီဆေးရုံကိုလာပြီးတော့မှအလောက်ထုတ်ပြတာနော်ကိုဟုံဆိုပြီးတော့နော်သူကတော့အလောက်ထုတ်ပြတာဗျာနော်ဆိုတော့ကိုရိုနိုင်ငံမှာလည်းအဲ့လိုထုတ်ပြဖို့တော့မတိတ်တွန်းပါဘူးနော်ထုတ်ပြဖို့တော့မတိတ်တွန်းပါဘူးโอเคဗီဒီယိုဖိုင်တင်ကတော့ညောင်းပါမယ်โอเคဘိုင်ဘိုင် see you next video